အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီကနေ့မှာတော့စာရေးဆရာမဂျူရေးသားထားတဲ့မရှိမဖြစ်မှုဆိုတဲ့ဝတ္ထုလေးကို အပိုင်း30အနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင် ကားနံပါတ်မှာတစင်အင်္ဂလိပ်စာစုံစမ်းဖို့ကိစ္စမှာ3-4စင်းလောက်ကြိုးစားဖို့လိုအပ်တော့လေတယ်လီဖုန်းနံပါတ်ဖြင့်အင်္ဂလိပ်စာစုံစမ်းရန်မှာတစင်သာလိုအပ်ပါသည်နနက်၈နာရီခွဲတွင်မိုး၏အင်္ဂလိပ်စာကိုသူတည်သွား၏ဆောင်းနေမြူများဖြင့်စိတ်အေးချမ်းပွေရာမန္တလေးဟိုတယ်ရှိနနက်ခင်းမြင်ကွင်းကြောင့်သူအနှဲငယ်စိတ်ကြည်လင်နေသည်နှင်းစီပြူကလေးတပွင့်လိုလန်းဆန်းတောက်ပသောမိုးတယောက်ဤလိုနနက်ခင်းမျိုးတွင်ဘာလုံးနေမှာပါလဲ မိုးနစ်လက်တွဲပြီးဘဝဤကြံသောကာလများကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကျလာပါသည်ဟိုတယ်အကန်းတွင်စိုက်ထားသောနှင်းစီပန်းဆိုင်ဦးကလေးထဲမှညည်းရဲသောနှင်းစီဝင်ကလေးကိုငေးကြည့်ပြီးနောက်မိုးကိုနှင်းစီပန်းလက်ဆောင်ပေးရန်စိတ်ကူးရသွား၏သို့သောမိုးဤဒရိုင်ဘာနှင့်ပေးဖို့စိတ်မကူပါသူစီကဘာပစ္စည်းမှမယူခဲနဲ့ဆိုသည့်စကားကိုမှားခြင်းမှားလိုက်လိမ့်မည်။သူမဟုတ်သူမေးတာတွေဘာမှမဖြစ်နဲ့ဟုမှားခြင်းမှားလိုက်လိမ့်မည်။ မိမတယောက်အကြောင်းစုံစမ်းသည့်ကိစ္စတွင်သူမ၏ driver မလိုအပ်ပါ မိုး၏ driver သည်မိုးကဲ့သို့ပင်အချိန်မှန်၏မိုးကဲ့သို့ပင်မျက်နှာထားမကြောကြောဖြစ်၏ဧကဆိုဘာတွင်ထိုင်ဆောင်နေသည့်ဖြစ်ရာမိုး၏ကားဟိုတယ်ဝန်း내သို့ဝင်လာကလေးကသူမြင်ရသည်ကားပေါ်မှဆင်း၍လျှောက်လာသောထိုလူသည်အိတ်နှင့်အိတ်ကိုဆွဲလာ၏အိတ်တဲ့အိတ်ကတော်တော်ကြီးမာသည်သူကိုမေးမြန်းစုံစမ်းနေရမှာသို့သောကြောင့်သူသွားကြိုးစိုးလိုက်ပါသည် မခင်မုံမြင်လွတ်လိုက်တာလားဟာဟုတ်တယ်ခမဒီပစ္စည်းတွေဥမင်းထင်ကျော်အတွက်ပေးလိုက်ပါတယ်သူပစ္စည်းများကိုလက်လွဲယာယူလိုက်ဒီအိတ်အကြီးကဆရာအတွက်တဲ့ကျွတ်ကျွတ်အိတ်ကဆရာအဖေအတွက်တဲ့သူပြုံးမိသည်ကျွန်တော်ညနေ၄နာရီမှာဆရာကိုပူရာလိုက်ဖို့ပို့လာခဲ့ပါမယ်။သူပြုံး၍ခေါင်းငိမ်ပြလိုက်ပါသည်။မိုးဤကောင်းမောင်သူကိုဘာမှစကားမပြောမိအောင်သူကြိုးစား၍အောင်မြင်ပါသည်။အခန်းထဲပြန်ရောက်တော့ ပစ္စည်းများကိုစိတ်ဝင်တစားဖွင့်ကြည့်ပြီးနောက်တယောက်တည်းကြည့်၍ရေမောလိုက်မိလေသည်။အော်တာမန်ယောက်ျားတယောက်အတုံးလိုတဲ့ပစ္စည်းဆိုတာဒီအဝတ်အစားတွေကိုပြောတာကိုမိခိုးရောင်နဲ့အနက်ရောင်ရောဆက်၍နှပင်ပူထိုးထားသောလက်ထိုးခေါင်းဆိုးသိုးမွေးဆွဲတာတစ်ထည်ရှားညိုရောင်ကန်ကောလုံးကြီးနှစ်ထည်ချာလီရေမွေးပလင်းတပလင်းရရောစပြာမွေးတစ်ခဲအသားရောင်အနုရင်ခြေအိမ်နှစ်စုံ ဖိဖိအတွက်ကျွကျွအိတ်ကတော့မန္တလေးထိုးမုတ်ဘူးများနဲ့ကြောက်ပယုံယူတော်ဖြစ်သည်အိတ်သုံးအိတ်ဆင်း၍ထဲထား၏အိတ်တွေထဲတွင်စာကလေးတစ်ချောင်းများမပါလက်မှတ်ကလေးနှင့်သူသောအရာပင်မပါ နောက်နာယူဝတ်အကြတွင် သူလုပ်ငန်းစတော်၏နန်းရှိနှင်းစီချမ်းတစ်ခုတို့ကိုတိုင်းသွားကအလားပါဆုံးသောနှင်းစီများကိုအယောင်အသေးဆုံးစွာရွေးချယ်၍ဝယ်ယူလိုက်သည်ထို့နောက်ထိုနှင်းစီ15ဝင်းကိုစီရန်ဖဲကျိုးအဖြူတည်တည်ကလေးတစ်ခိုင်ဝယ်၏ ဟိုတယ်ပြန်ရောက်သောအခါသူဖဲကျိုးတစားဖြင့်အလုံးရှုပ်တော်သည်နှခါတီတီနှင်းစီဆူဆူပြီးသောအခါလာပသောနှင်းစီပန်းစီကလေးဖြစ်သွားလေသည်ကပ္ပားအလွတ်အစင်သည်မရှိသဖြင့်ဗစ်စလင်းကပ်ကိုပဲတုံလိုက်သည်တပတ်မျက်နာအလွတ်တွင်မိုးအတွက်ဟုရိုးရှင်းစွာရေးလိုက်ုံဖြင့်ပြည်ပြေဆုံးသွားပါသည်နောက်ထပ်နာယူဝတ်အကြာတွင်ဟိုတယ်ရှိမှအငားကားတစ်စီးကိုငား၍သူတိထားသောလိပ်စာကိုရွပြလိုက်သည်မန္တလေးဟိုတယ်နှင့် မလွန်ရက်ကွယ်86လမ်းကို10မိနစ်ဖြင့်မောင်းနိုင်သောမိုးကိုသူချီကျူးပါသည်သူဆိုလျင်ဒီများရှုပ်ရှက်ခတ်နေသော စပိတ်များဆိုင်ကများအကြားတွင်ဘလို့မှမြ мян မောင်းနိုင်မည်မဟုတ်ပါ မိုးတို့အိမ်နံပါတ်မှာကျယ်ဝန်းသောခြံကြီးတစ်ခုဖြစ်ပြီးမြင်မာသောအုတ်နယံပြေဝန်းခတ်ထားသောကြောင့်လမ်းထိပ်မှကြည်လျင်တိုက်အပေါ်တဲ့ကိုသာတပိုင်းတစားမြင်ရ၏အုတ်နယံရှိတွင်ညီရဲအောင်ပွင့်သောစက်ကူပန်းကြုံကြီးရှိသည် သူလမ်းထိပ်မှာကားရပ်စီပြီးထို ကားမောင်းသူကိုပင်နှင်းစီပန်းစီအပုတ်ခိုင်းလိုက်လေသည်ကားမောင်းသူထိုချံအဝရင်2မိနစ်လောက်ကြာအောင်ရက်နေတာမြင်ရ၏တန်တကားပွင့်လာပြီးဒရိုင်ဘာနှင့်လူတယောက်ရက်စကားပြောနေသူကိုကားထဲမှာလမ်းကြည့်နေမိသည်ထိုလူမှာမိုးဤကားမောင်းသူမဟုတ်ပါ ထို့နောက်ပန်းစီကိုယူသွားပြီးတန်တကားကြီးပြန်ပိတ်သွား၏ဆရာ ဒေါခင်မုံမြင့်အမရပူရသွားတယ်တဲ့နေ့လယ်မှာပြန်ရောက်မယ်တဲ့သူ့အဖွားရှိတယ်တဲ့ဆရာကဘာမှမမာတာနဲ့ဟာကောင်းတာဗောကျွန်တော်အဖွားကြီးရယ်စကားမပြောတတ်ပါဘူးအရေးကြီးဒီမှာအီအိမ်မှာမိုးနေထိုင်ကြောင်းသိကြဖို့မိုးပြန်လာလျင်နှင်းစီပန်းစီကိုလက်ခံရရှိဖို့ပင်ဖြစ်ပါသည်ဟိုတယ်ပြန်ရောက်သည့်အခါမိုးထံဖုံးဆက်ခြင်းစိတ်ဖြင့်သူချီတုံချတုံဖြစ်နေသည်မိုးကအီဖုန်းနံပါတ်ကိုသူမထံခဏခဏဆက်ရန်ပေးထားခဲ့ခြင်းမဟုတ်ပါ ညအပြန်စိတ်ပူသောသူအတွက်မဖြစ်လွန်၍ပေးခဲ့ရခြင်းဖြစ်ပါသည်မိုးဤဖုန်းနံပါတ်ကိုသူအသုံးချရန်မကောင်းပါနောက်ပြီးမိုးဤရှားပါလာသောမန္တလေး၌နေထိုင်ရသည့်လူလက်ခွန်ကိုသူမနောက်ရှက်သည်မှာဖုံးမဆက်ရန်ထိန်ချုံမှုသည်နောက်ဆုံးတော့အောင်မြင်သွား၏ရန်ကုန်သို့တနင်္လာနေ့နနက်9နာရီခွဲတွင်ရောက်သွား၏တရေအိတ်ပခုံးမှလွယ်လျက်အိတ်နဲ့အိတ်တစ်ဖက်တစ်ချက်ဆွဲလျက်လေကားမှမနိုင်မနှင်းတက်လာသောမင်းထင်ကို ဝရဏာမလမ်းမြင်ရန်သူတို့မိမိကအလင်းအမြန်တကားဖွင့်၍ကြိုးဆို၏။တားပြန်လာပြီယထာသောသားပဲနော်။သူ့လက်ထဲမှာပစ္စည်းတွေကိုလှမ်းယူတော့သူမုတ်ထုတ်ကိုသာပေးလိုက်ပြီးကြံသေးပလတ်စတစ်လက်ဆွဲအိတ်ကိုသူ့လက်ကမလွတ်ဘဲခြိုင်းထားသည်။ဘာရီလဲသား။အော်ဖေဖေနဲ့မိမိဘုမုတ်တွေပါ။အလိုတော်ထူးထူးဆန်းဆန်း။သူပြုံးယုံပြုံးပြီးသူ့အခန်းသို့သွားရန်လှည့်ထွက်လိုက်သည်။ဒါနဲ့ငါသာကန်ကောင်းခဲ့ရဲ့လား။ဟာ ဘလို့မေးခွန်းကြည့်ပါလေ။သူမမေကိုတအံတအော်လှဲ့ကြည့်မိသည်။မမေကလည်းကံကောင်းရအောင်ကျွန်တော်ကထိသွားသူတာမှမဟုတ်ပဲ။မမေကသူ့မျက်နှာအရေးအကဲကိုတည်တည်ချာချာစူးစိုက်ကြည့်နေ၏။ဒါပေမဲ့ထိထိုးတာတဲ့အရေးကြီးတဲ့ကိစ္စမဟုတ်လား။တားရဲ့อืมเมเมကိုဖေဖေပြောပြီးပြီးထင်ပါရဲ့မင်းဖေဖေကပြောတယ်ตา main ကလေးတယောက်ကိုတွားပိုးတာတဲ့ဟာဖေဖေကတော့လှုပ်ပြီးသူပြုံးစီစီဖြစ်ခေါင်းတစ်ချက်ကုတ်လိုက်မိ မိမိကိုတော့သူလုံးဝမရှက်ပါအဆင်ပြေခဲ့သလားတာသူပင့်တဲ့တစ်ချက်ရှိုက်ခါခေါင်းရံလိုက်ဤမပြေခဲ့ဘူးမိမိသူရေချိုးအပြီးနနက်စာကိုတယောက်တည်းထိုင်စားနေစေမိမိကဘေးနားမှာထိုင်နေဤဖေဖေကတော့မီးဖို့တဲ့ဝင်လာလိုက်အိမ်ရှိကန်ထွက်သွားလိုက်နေတကူကူအလုံးရှုံနေဟန်ရသည် သို့တော့ခဏကြာတော့သူအနီတို့လာရက်ဤမုတ်တွေကတားဝယ်လာတာတော့မဟုတ်ဘူးဖေဖေထင်မြင်ချက်မှန်ပါသည် ူဆက်လက်လိုဝတ်ထားဖို့လဲစိတ်မကူမိပါမက်ခင်မုံမြင်ကပြေးလိုက်တာပါဖေဖေအတွက်တဲ့အေးထင်ထားပဲမုတ်တစိတ်တွေမြင်လိုက်တာနဲ့ဝယ်ပြေးလိုက်တဲ့လူကိုခံမှန်းလို့ရတယ်မက်ခင်စိန်ထိုးမုံနဲ့ဆနွေးမကိန်းတွေကရေကရာတွေကခင်မုံမြင်ပြေးနေကြမုတ်တွေဒါနဲ့များတော့မင်းကအစင်မပြေခဲ့ဘူးလို့ပြောကျင်သေးလို့လားသူဖေဖေကိုမော်ကြီးလိုက်ဖေဖေမျက်နှာထားကခတ်တီးတီးသို့သောသူဤတူဦးလီသောသားတယောက်မိမရဖို့အရေးစိတ်ဝင်စားနေပုံရသည် ထိုမိမကသူ့တပည့်ဖြစ်နေ၍စိတ်ဝင်စားခြင်းဖြစ်ပါလိမ့်မည်။မပြေဘူးဖေဖေအပြက်ငင်းလို့လိုက်တာပဲဒါထက်တေးကြတာတော့မရှိတော့ဘူး။မမေတော့အဲ့ဒီတရင်ကြားရတာဝမ်းတာတဲ့တားအသက်ကလေးကအငွေလေးရှိသေးတာကွယ်မိမယူဖို့ငယ်လို့မှသေးတယ်။ဟာနုနုမင်းဟာက တမျိုးကြီးပါပဲလားငါတော့ငါတော့ငါအသက်၂၄နှစ်ပဲရှိသေးတာမင်းပဲမရမကလက်ထပ်ဖို့ပူဇော်ခဲ့ပြီးအခုမင်းသားက၂၆နှစ်တောင်ရှိနေပြီကွာငါအသက်၂၆နှစ်မှာသူ့ကိုမွေးပြီးပြီတော်တော်တရားကြဖို့ကောင်းပါလား သူအတန်ထွက်ရေမောလိုက်မိ၏အေးဆေးလာသောမိမိကတော့သားမျက်နာကိုတစိမ့်စိမ့်ကြီးပြုံးလျက်သားနေလေသည်မိမတယောက်ကိုပိုးတဲ့နေရာမှာအဲ့ဒီမိန်းကလေးကမင်းလုံမှာပဲလို့တတကြမျှော်လင့်ထားတဲ့အပြုအမူမျိုးတွေကိုဘရောမှမလုပ်နဲ့ကွ။သူအံ့ဩအောင်မင်းစူးစမ်းရမယ်။သူ့အတွေ့ထဲမှာမင်းရောက်နေအောင်စူးစမ်းဖို့ကမင်းတာဝန်ပဲ။နောက်ပြီးမင်းကြောင့်သူစိတ်မညစ်စေနဲ့ကိုတွေ့ကျင်တာတခုလဲကြည့်ပြီးသူစိတ်ညစ်ရလောက်အောင်အရှက်မရှိခဏခဏသွားတာမျိုးသူ့ဧည့်သည်ရှိမှန်းမရှိမှန်းမသိ ူအိတ်ချိန်မှမသိတယ်လီဖုန်းတကွမ်းကွမ်းဆက်တာမျိုးအဲ့ဒါတွေကသူ့ကိုစိတ်အနှောက်အယှက်ပေးတတ်တယ်ကွဖိဖိတံမတခါမှမကြားရဘူးတော့စကားများကိုကြားရတော့ကြောင့်သူတအံ့တော်မော်ကြီးနေမိသည်မင်းကြောင့်သူပျော်ရွှင်နေစေရမယ်ကြားလာမင်းထင်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကလူပြတ်မှမဟုတ်တာပဲဖိဖိယာသူ့ကိုပိုင်ဆိုင်ရဖို့ထက်သူ့လူအချက်တွေကိုဘေးကအကဲခတ်ပြီးတက်နိုင်သမျှဖြည့်ဆည်းပေးဖို့ကိုမင်းကြိုးစားရမယ်ဒီစင်မာတလလုံးလုံး မိုးထံဖုံးဆက်လို့ရမှာမဟုတ်မှန်းသိတော့လေမိုးအတန်ကလေးကိုကြားကျင်စိတ်ဖြင့်ဖုံးနံပါတ်ကလေးကို အမြဲအမှတ်ရနေတော့သည်ခံမှန်းကြည့်ရသလောက်တော့ထူဖုံးနံပါတ်တွင်တလာနိုင်အများဆုံး၃ရက်သာရှိပုံရသည်ထို၃ရက်သည်လာပိတ်ရက်ဖြစ်သည်ထိုလာပိတ်ရက်ရောက်ရန်ဒီစင်မှာတလလုံးလုံးတွန့်လိမ့်နေအောင်သူစောင့်ရ၏မိုးထံသို့နှင်းစီပန်းစီ ဖြစ်စေအခြားပစ္စည်းတစ်ခုခုကိုဖြစ်စေပေးပို့လျင်အသုံးပြုရန်ကပ်ပြားကလေးတွေလိုအပ်သည် ်ထိုကပြားကလေးများကိုပုံနှိပ်တိုက်တစ်ခုသို့သွား၍သူလှောက်ခိုင်းလိုက်၏ကပြားကို visiting ကထက်ပို၍လှပါသောနိုင်ငံသားဖြစ်ကကလေးများအုံသည်ကပြားပေါ်မှပုံနှိပ်ရမည်စာကိုသူစာရွက်လို့တရွက်တွင်ရေးပေးလိုက်၏ to essential mo will left m ကကလေးတွင်တွေ့ရသောနေက သူစာရန်ဆောင်းဆောင်းကလေးကိုဖက်ကမိုးဤရှားပါသောအပြုံးကလေးကို လွန်ဆွနေမိ၏ကျွန်တော်ယူပြီးထင်းနေမိုးရဲ့ ီစင်မာလကုံရက်တွင်နိုင်ငံသားကုမ္ပဏီတခုခုကလူတယောက်ယောက်ရောက်မလာဘူးသူစုတောင်းရသေး၏ဒီစင်မာလကုံရက်သည်နိုဝင်ဘာလုံးကလိုရုံးပိရနေမကြိုက်ပါသူစုတောင်းပြေးသွား၏ဒီစင်မာ30ရက်တနင်္လာနေ့အထိသူရုံးတက်လိုက်ပြီးညနေ6နာရီခွဲရထားဖြင့်သူမန္တလေးသို့နောက်တစ်ကြိမ်ခြိတက်ပြန်လေသည်အင်္ဂါနေ့ပုံတော်ဟူနေ့ရက်စာဖေဖေကိုခွန်တိုင်းတော့ဖေဖေကသဘောကောင်းစွာခွန်ပြုလိုက်သည့်အပြင် အေးစီစီနေပေါ်ဟူပင်မာလိုက်သေးဤအေးစီစီတော့နေလို့မရဘူးဖြစ်ဖြစ်ဒါကြောင့်လဲဆိုတော့မိုးကလည်းမန္တလေးမှာနှစ်ရက်ပဲရှိမှာမို့ပါတို့တော့သူပြောင်းရုံသာ ပြုံးနေလိုက်ပါသည်မန္တလေးတို့ရောက်ချိန်ဒီမှာနေ့လယ်တနာရီဖြစ်သည်ဤအချိန်တွင်နှင်းစီပန်းပို့ရန်အကောင်းဆုံးအချိန်မဟုတ်ကြောင်းသူသိသည်တို့တော့သူမတက်နိုင်မှာမိုးအိမ်ပြန်ရရောက်ချင်းနှင်းစီပန်းစီကကြိုးစိုးနေမည်ဆိုလျင်ဖေဖေပြောသလိုမိုးအံ့ဩသွားနိုင်မည်ဟုသူထင်သည် ဒီတခါနှင်းစီပန်းရောင်စုံမရပါ မနှက်ပြန်မနှက်မရောင်စုံရမည်လောလောဆယ်သောအနီရောင်နှင်းစီများသာရခဲ့၏မနှက်ပြန်မနှက်အတွက်အော်ရာမှထားခဲ့ပြီးရသည်များနှင်းစီနီသာ15ပွင့်ဝေလာခဲ့ရသည် ထိုနှင်းစီနီများကိုဖဲကျိုးဖြူဖြည်စီ၍ကပ်ပြားလေးချိတ်လိုက်၏။ကံကောင်းထောက်မှစွာအရင်လကတစီသမားကြီးကိုဟိုတယ်ဘေးကားရက်ရာနေရာတွင် ရှာတွေ့သွား၏။သူသည်ငါတက်တာဘူးများငပိစီကျော်ဘူးများ ထဝယ်ငါးမုံအထုပ်များကိုပလတ်စတစ်လက်ဆွဲအိတ်ထဲထည့်နှင်းစီပန်းစီကိုလက်ကကင်လျက်မိုးဤမလွန်ရက်ကွက်ခြံဝင်းရှိသို့နေ့လယ်နှစ်နာရီအချိန်တွင်ရောက်သွားသည်လူခေါခေါင်းလောင်းကလေးကိုနှိပ်ပြီး10မိနစ်လောက်ကြာမှတန်တကားဤလူဝင်ပေါက်ချင်းချင်းကလေးပွင့်သွား၏ညနေသားခက်ဆူဆူလူကြီးတစ်ယောက်အပေါင်းမှကုန်းကြည့်၏မက်ကင်မုံမြင့်ရဲ့အိမ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒါပေမဲ့မက်ကင်မုံမြင့်လာတဲ့အခါဒီပစ္စည်းကလေးတွေပေးပေးပါခမညာသူစကားဖြတ်ပြောလိုက်၏ ထို့လူကမယူချင်းယူချင်းပုံစံမျိုးဖြင့်လမ်းယူ၏လူဝင်ပေါက်ကလေးမှခြံဝင်းအတွင်သို့မြင်ရသည်။မြင်မှသောရှေးဟောင်းပုံစံတိုက်အနီးကြီးနှင့်တိုက်ရှိမှရထားသောဘလင်းရိုဘာအစိမ်းရောင်ကားသားဖြစ်သည်လူမရှိသလိုတိတ်ဆိတ်ငြိမ်သက်နေတာမအံ့ဩပါဘ누구ကပေးသွားတယ်လို့ပြောရမလဲကိစ္စမရှိပါဘူးပေးတဲ့သူကိုသူသိပါတယ်ကျွန်တော်သွားတော့မယ်ထိုလူဤပုံစံမှာမိုးနေဆွေနီးမျိုးဆက်တော်ပုံမရပါ ခြံစောက်အလုတမားပုံစံမျိုးဖြစ်သည်ထိုးနောက်တွင်တော့သူ့အလုမှာညနေခင်းတစ်ခုကုံဆုံးသွားအောင်စိတ်ရှိလက်ရှိဆောင်ဆိုင်ခြင်းပင် ဖြစ်သည်ညနေခင်းတွင်သူမ၏အလုတမားများကိုလာကပေးခြင်းဖြင့်သူမအလုရှုံနေမှတေးကြသည်ဘာအလုတမားတွေများလဲဘယ်နှစ်ယောက်လောက်ရှိမလဲမိုးနေပတ်သက်သမျှသူအကုန်စိတ်ဝင်စားနေ၏ညရှင်းနိုင်ရောက်တော့သူထိန်းချုပ်နိုင်စွမ်းအလုံးကုံဆုံးသွားတော့သည် တလားလုံးလုံးအောင်ဤမြူသိခဲ့ရသောအလုတ်ကိုသူစိတ်လုံရှားစွာလုံမိသွား၏မိုးထံတယ်လီဖုန်းဆက်လိုက်ခြင်းပင်ဖြစ်သည်မိုးသူ့နားထဲသို့အဖွားကြီးအတန်တခုဝင်လာသည်လူမရောက်သေးဘူးနှင်းစီပန်းတွေရောက်ရတာနဲ့ဖုံးလာရတာနဲ့ခတ်တိုးတိုးမြည်သွန်းတောက်သည်တန်ကြောင့်သူမျက်ခုံးပစ်မိသွား၏ဖဖွားမိုးနားထောင်နေပါပြီဖဖွားရဲ့ပြီးရောတယ်လီဖုန်းဆောက်ချတန်တခုက သူ့နားထဲသို့ကန့်လန့်ကြီးဝင်သွား၏ မိုးအိမ်တွင်တယ်လီဖုန်းနှစ်ခုရှိရမည်ဟုသူခံမှန်းလိုက်သည်ဦးမင်းထင်မှမဟုတ်လားအတန်ကခတ်မာမာပဲမဲ့ထိုအတန်ကလေးကိုပင် သူချင်မြန်နိုးလာပါသည်ဟုတ်ပါတယ်မိုးမိုးဘွားဒေါ်ဘွားသွားရတဲ့တူလေကျွန်တော်စိတ်မကောင်းပါဘူးဘွားဒေါ်ဘွားကရှင်းအတွက်စိတ်မကောင်းစရာမဟုတ်ပါဘူးဘွားကဒီလိုပဲတကယ်တမ်းဒေါ်ဘွားကကျမရှင်သူပြုံးလိုက်မိသည်အဲ့ဒီစကားကလေးတွေကိုပဲသူကြားချင်နေပါသည် ရှင်ကျမစကားကိုဂယုမဆိုင်တဲ့သဘောပေါ့ဘာလက်ဆောင်မှမပေးပါနဲ့လို့ကျမမှားထားတာကိုရှင်ဂယုမဆိုင်ဘူးသူဘာမှမပြောပါနောက်ပြီးရှင်ကျမကိုဆက်တယ်စရာအကြောင်းလည်းမရှိတော့ဘူးလေရှင်ဂျေစုရဲ့ကျမစီမှာမရှိတော့ဘူးသူအတန်ထွက်ရဲလိုက်ဒါရဲစရာမဟုတ်ဘူးမိုးရဲ့ဒေါသမကြီးပါနဲ့ကျွန်တော်မိုးစီဖုန်းဆက်တာကမိုးနေကောင်းရဲ့လားသိကျင်လို့ပါမိုးမန်းကလေးကိုချောချောမောမောရောက်ရဲ့လားသိကျင်လို့ပါမိုးရဲ့ကျဲမကြီးမိုးရဲ့ခရီးသွားလာရေးအတွက်ကျွန်တော်စိတ်ပူလို့ဖုန်းဆက်ကြည့်ရပါ ကျမဘာမှမဖြစ်ဘူးဒီလောက်သိရင်ကျင်းနေပြီမဟုတ်လားနောက်မဆက်ပါနဲ့တော့ဟာနေပါဦးမိုးရဲ့ကျွန်တော်ဘယ်မှာတဲတဲ့လဲဆိုတာမမေးတော့ဘူးလားဟင်စိတ်မှမဝင်စားတာထို့နောက်တစ်ဖက်ကအဆက်အသွဲပြတ်သွား၏မိုးဟာတကယ်ကိုကျွန်တော်ကိုစိတ်မဝင်စားဘူးသူမဤတုတ်ပြန်မှုများသည်မင်းထင်ဤယောက်ျားမာနာကို စွာပေးနေသည်မိမတယောက်ကိုရဖို့ဒီလောက်အောက်ကြနောက်ကြချင်းကဲရမှန်းအခုမှတည်သည်ကျွန်တော်အတွက်မိမမရှားပါဘူးမိုးရဲ့ ်အချစ်ဆိုရတာမပါရင်ကျွန်တော်ဒီတစ်ခေါက်မန္တလေးတောင်ရောက်လာစရာအကြောင်းမရှိပါဘူးနောက်တနေ့နနက်နှင်းများဝေနေချိန်တွင် သူနှင်းစီချမ်းသို့လမ်းလျှောက်သွားစဉ်မှာတော့တကြွာရှင်လန်းလျက်ရှိသည် အဖြူရောင်ကြီး15ပွင့်ရသောအခါသူအလွန်ပျော်ရွှင်သွားသည်နှင်းစီဖြူပန်းစီကိုဖဲကျိုးအပြာရောင်ကလေးဖြင့်စီလိုက်လေသည်နှင်းစီပန်းစီရတွင်ကျွမ်းကျင်သွားပြီးဖြစ်၍လုံးဝဆူးမဆူးတော့ပါ မန္တလေးမြို့ဤသိမ့်စိတ်ငိမ့်တဲ့နေစဲဖြစ်သောနနက်ခွနနာဤနှင်းများဝေနေချိန်တွင် သူမိုးတို့ချန်ရှိသူရောက်နေပြီးနည်းနည်းရှက်နေသော မျက်နာကိုခတ်တီတီလောက်က လူခေါ်ခေါင်းလောင်းကလေးနှိပ်လိုက်ဤမနေ့ကလိုပင် လူဝင်ပေါက်ကလေးပွင့်သွားပြီးမနေ့ကလူကြီးဤမျက်နာကိုမြင်ရသည် မခင်မိုးမြင့်ရှိပါသလားရှိပါတယ်ဘသူကတွေ့ကျင်တယ်လို့ပြောရမလဲထိုအခွင့်အရေးကိုအတုံးချလူနီးပါဖြစ်သွားဤ သို့သောမရမကထိန်ချုပ်၍ပန်းစည်းကိုသာပေးလိုက်သည်ကိစ္စမရှိပါဘူးဒီပန်းစည်းကိုပေးလိုက်ပါနော်မိုးရှိနေသောအိမ်ရှိမှသူ့ဆုံးဖြတ်ချက်ဖြင့်ပြန်လဲထွက်ခွာလာချိန်တွင်ရေထဲမှလစ်ဟာလျက်ရှိသည်တွန်းတောင်တို့ကနင်းတူထဲမှမိုးဤမျက်နာကိုသူ့ဖြတ်ကနေမြင်ရောင်မိကဤမျက်နာကလေးကိုထပ်မံတွေးကျင်စိတ်ကိုမနှဲကြိုးစား၍ထိန်ချုပ်ထားရသည်မိုးအံ့ဩအောင်လှုပ်တာတော့ဟုတ်ပါရဲ့ဖေဖေသူအံ့ဩမဩတော့မသိဘူး ကျွန်တော်တို့တွေ့ကျင်မြင်ကျင်လို့လို့ရင်းတစ်ခုလုံးနားကျင်နေပြီဖြစ်ဖြစ်ရေမန္တလေးဟိုတယ်မှာသူတဲလိမ့်မည်ဟုမိုးတွေးမှတွေးပါမလားမန္တလေးဟိုတယ်ဖုန်းနံပါတ်ကိုလူတိုင်းသိပါသည်ဟိုတယ်ကိုမိုးဖုံးဆက်ဖို့ဆိုတော့မမျော်လင့်ကောင်းသောအရာသာဖြစ်သည်သို့တော့သူမဆက်ပဲဝန်ခံရလည်းရင်တနေ့လုံးဟိုတယ်မှာပင်နေ့လယ်စာစားလျက်အခန်းထဲမှာလဲလျောင်းစောင့်ဆိုင်နေခဲ့သည်မှာမိုးအိပ်ဆက်သွယ်မှုပင်ဖြစ်သည် ။သို့သောတဘာဝကြစွာပင်မိုးထံမှအဆက်အသွယ်မရပါ။အဲ့ကြုံဌာနအမျိုးသမီးကလေးကိုကျွန်တော်အတွက်ဖုံများလာသလားဟုမရှက်မကြောက်မေးယူရလောက်အောင်သူယူသွစွာမျှော်လင့်နေခဲ့သည်။သို့သောမိုးထံမှဘာမှမဆက်သွယ်ပါ။ထိုအခါမိုး၏မျက်နာကလေးမမြင်ရစေကမူအတန်ကလေးဖြစ်ဖြစ်ကြားကျင်လာသောမင်းထင်ကသာဖုံဆက်ရတော်သည်။သူကန်ဆိုးသွား၏။မိုးမိုးမဟုတ်ဘူးကွမိုးအဖွား ကျွန်တော်မိုးနဲ့စကားပြောပြစီဖွားဖွားမိုးအပေါ်တက်မှရှိတယ်ငါကိုမှထားတယ်ဖုန်းလိုက်ရင်အဖွားပဲစကားပြောလိုက်ပါတဲ့သူ့အခန်းထဲကဖုန်းကိုတော့သူကောက်မကင်ကျင်တဲ့သဘောပေါ်ကွယ်ဘသူနဲ့မှစကားမပြောကျင်တဲ့အတိတ်ပဲပဲဟုတ်ကဲ့ခင်ဗျာဒီလောက်ပြောရင်ကျွန်တော်နားလည်ပါတယ်ဘာကိစ္စရှိလို့လဲကွယ်ဘဲခဆက်တာလဲကျွန်တော်အခုညနေပြန်မယ်ဆိုတာနှုတ်ဆက်ချင်လို့ပါခင်ဗျာအေးအေးပြောလိုက်မယ်မင်းနာမည်ကဘာတူတဲ့လဲမင်းထင်မှာဖွားဖွားတွန်းတောင်ကမဟုတ်ဘူးနော်ဒီနာမည်ငါမသိဘူး သူမချစ်ပြုံးပြုံးလိုက်၏မိုးကကျွန်တော်အကြောင်းတကားမှမပြောဘူးဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရန်ကုန်ကပါရန်ကုန်ကနေမန္တလေးကိုဘာလာလောက်တာလဲကွကျွန်တော်မိမလာပိုးတာပါခမညာသူအသွေးဖြစ်သူပြုံးရဲမိသွား၏မိုးအတွက်နှင်းစီပန်းတွေနဲ့ငါးတစ်တာဘူးတွေလာပေးတာပါခမညာဟုပြောရင်ကောင်းမလားဒါအမှန်တရားပါပဲအဖွာရဲ့ခေကာလာကလေးတွေများတော်တော်ယူတာပဲနော်သူအတန်ထွက်ရဲလိုက်မိ၏ ကျွန်တော်နှုတ်ဆက်တဲ့အကြောင်းပြောပြပါနော်ဖဖွာနောက်လာကြမှာတစ်ခါပြန်လာပါမယ်။နှင်းစီပန်လာပေးဖို့ပဲလား။အဖွားကြီးနဲ့စကားပြောရတာသူပြောနေသည်။ဟုတ်ကဲ့ချိန်မကိုက်တဲ့လိန်စီရောလာပေးမှာပါခမညာဖဖွာရောရန်ကုန်ကနေဘာမှအောင်မလဲ။ငါမမြင်ဘူးတဲ့လူစီကနေငါဘာမှမလို့ခြင်းပါ။မက်ခင်မုံမြင့်ရဲ့အဖွားပီတာဘာပေသည်။ချစ်လာစွာသောမူဤညနာတင်းတင်းကလေးကိုမှမမြင်တွေ့ရပဲပြန်လာခဲ့ရသောခရီးဖြစ်၏။ နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းအသစ်တွေကိုဆက်လက်ဖျက်ပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရဲ့ကင်းရှင်းကြပါစေရှင်။